ဆိုမနေ့ကမှလေ့ကျင့်ခန်းလောက်တာနဲ့ညနေခင်းမှလေ့ကျင့်ခန်းလောက်တာကသူ့ကောင်းဆုံးတဲ့သူရှိပါတယ်အားလုံးမင်္ဂလာပါကျွန်တော်တပ်ပိုင်းမှာ body combat instructor ဖြစ်စင်တဲ့လူတွေကို mentor လုပ်ပေးနေတဲ့ body combat instructor တယောက်ပါမနေ့ကမှလေ့ကျင့်ခန်းလောက်တာကောင်းလားညနေခင်းမှလေ့ကျင့်ခန်းလောက်တာကောင်းလားဘယ်ဟာတွေကောင်းလာလဲဆိုတာကိုအချက်၃ချက်စီနဲ့ရှင်းပြပေးပါမယ်မနေ့ကမှလေ့ကျင့်ခန်းလုပ်ရင်တော့နံပါတ်၁အချက် endorphin နဲ့ dopamine အထွက်များပြီးတော့ တနေ့ကောအလုပ်လုပ်ရတာ active ဖြစ်နေမယ်အလုပ်ကိုလည်းအာရုံစုဆိုင်မှုပုံများမယ်ပြီးတော့လန်းလန်းဆန်းဆန်းတက်တက်ကြွကြွဖြစ်နေပါမယ်နံပါတ်1အချက်မနေ့အစောကြီးဖြစ်တဲ့တော့ကြောင်းဒီဇိုင်းမက်မက်ပုံမှန်ဒီချိန်ကလပို့ပြီးတော့လုပ်ဖြစ်မယ်နောက်တစ်ခုကအစောကြီးဖြစ်တဲ့တော့ကြောင်းကိစ္စကိုချင်းပြက်စင်မဲ့ကိစ္စလေးချိန်ကပြက်စင်မဲ့ကိစ္စတွေကိုကိစ္စတွေကနေပါသွားနိုင်မယ်မနေ့စောမှာလေးချိန်ကိုပြီးသွားတယ် တော့ big achievement တစ်ခုကိုခံစားရတာဖြစ်တဲ့အတွက်ကြောင့်တနေ့ကုန်နေရထိုင်ရတာခံစားမှုလည်းပိုကောင်းစေပါတယ်။ညနေပိုင်းလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာဘာတွေကောင်းလဲဆိုရင်နံပါတ်၁ချက်တနေ့ကုန်လုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ stress release ပေါ့နော်။ဆိုပို့ပြီးတော့စိတ်ဖိစီးမှုကိုရောကြစေပါတယ်။နံပါတ်၂အချက်ဒါကတော့ social အတွက်ပေါ့နော်။ဆိုညနေခင်းနေမှာညတော့အဖြစ်ဂျင်းတွေမှာရောဂျင်းက class တွေမှာရော လူတွေများတာဖြစ်တဲ့တကြောင်ဆိုကို့အနေနဲ့မိတ်ဆွေအပေါင်းအသင်းပို့ပြီးတော့တိုးနိုင်ပါတယ်။နံပါတ်3နောက်ဆုံးအချက်အနေနဲ့ကတော့ညနေခင်းမှာဆိုရင်ကျွန်တော်ရဲ့ strength တွေကျွန်တော်ရဲ့ performance တွေကဂျင်မှာပို့ပြီးတော့အားနေမှန်နဲ့စောင့်နိုင်မှာဖြစ်ပါတယ်။ကဲကိုကိုရိုင်ရောမနက်ခင်းလေ့ကျင့်ခန်းလုပ်ဖြစ်လားညနေခင်းလေ့ကျင့်ခန်းလုပ်ဖြစ်လားဆိုတော့ comment မှာရေးခဲ့ပေးပါဦး။ကျေးဇူးများ යි တင်ပါတယ်။